လူတယောက်မှာအဲရှိတဲ့ရှိတိုက်တဲ့ဟာကပါလဲယူသားမှုပေါ့နော်အဲအဲ့လိုယူသားဖို့အရေးကြီးတယ်ဆိုတော့အဲ message တွေကိုပဲအဲပြထားတာပေးထားတာပါအော်အများကြီးရှိတော့အများကြီးရှိတော့ဘာလို့လဲဆိုတော့ဒါကျွန်တော်အဲ့လိုလိုလက်လက်အဲဖန်တီးနိုင်အောင်အဲစိတ်ကြိုက်ရိုက်ခွင့်ရအောင်အဲဘာမှနောက်ဆန်မတင်ရအောင်နောက်ကိုဘာမှအများကြီးလှည့်ကြည့်နေစရာမလိုအောင်အဲနောက်ကနေဒါအများကြီးတတ်မိုးပေးထားတဲ့ အဓိကပေါ့နော်အဓိကလူအနောက်ကနေအများကြီးပတ်မှုပြီးထားတယ်ကျွန်တော်ဖြစ်ချင်တဲ့ဟာတွေလုပ်ချင်တဲ့ဟာတွေကိုကျွန်တော်ရဲ့တူတူတက်ညီလက်ညီဝိုင်းပြီးတော့အဲဖန်ပြီးပေးတယ်အဲနောက်ကနေအများကြီး support လုပ်ပေးတယ်သူကတော့အဓိကပေါ့အာဒီနေ့ကကျွန်တော်တို့ဟိုပါပေါ့နော်ဒီအတူရုပ်ရှင်ကားလေအဲအဲ့မှာပါဝင်တဲ့တရုပ်ဆောင်တွေရယ်အဲပြီးတော့အဲ့ကားကားလူတွေပေါ့နော် ဝိုင်းပြီးတော့လှူတဲ့အလှူပါဒီမှာလာပြီးတော့လေဟုတ်ဟောဒီကြောင်းเนี่ยဒီကြောင်းเนี่ยကတော့ကျွန်တော်ဘယ်လိုခေါ်မလဲဒီအလှူလို့ဖို့အတွက်ပေါ့နော်အဲဒီမှာကြောက်ကလေးကြီးများတယ်အဲကလေးအယောက်900လောက်ရှိတယ်ပေါ့နော်ကလေးအယောက်900လောက်ရှိတော့အဲဒီနေ့အဲကိုမမြတ်ကပူရောပြီးတော့ဒီမှာအတူရုပ်ရှင်ဇာတ်ကားကထုတ်လုပ်သူတွေရောပြီးတော့ပါဝင်တဲ့တရုတ်ဆောင်တွေရောပေါ့နော်ဒီအလှူမှာကလေးတွေဟိုခွန်ကြီးဆုံးကြက်မယ်ပြီးတော့ကလေးတွေကိုအဲနေလေသာကျွေးမယ် ပြီးတော့ကလေးနဲ့တူတူရုပ်ရှင်ကြည့်တဲ့အစီအစဉ်ပေါ့နော်အဲအဲ့ဟာလေအတူရုပ်ရှင်ကောင်းသူတို့လည်းအရင်ဆုံးအဲလာပြတာပေါ့နော်ကျွန်တော်ရိုက်ခဲ့တာကလည်းဒီအတူကအဘော်ဆိုင်းဆိုတဲ့ဖုံဖုံကြီးကြောင်းပေါ့အဲ့မှာရှိရနှစ်တရာကျော်ရှိရအဖုံကြီးကြောင်းအဲမင်းလုံးမင်းလက်ထက်တော့စောက်ထားတာလို့ပြောတယ်အဲ့ဖုံကြီးကြောင်းအရှိဖုံကြီးကြောင်းကြီးပဲအဲ့ဖုံကြီးကြောင်းကြီးမှာရိုက်ထားတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ဟိုမှာသွားပြီးတော့အလှလှုပ်ချင်တာမသွားနိုင်တဲ့အတွက်ဒီမှာတခါလဲကလေးတွေကိုကျွေးရင်လည်းအလှလှုပ်ဖြစ်တဲ့ပုံပါ အော်ဒီကားကစပြီးတော့ဟိုပေါ့ produce လုပ်တဲ့အခါမှာဒါဟိုကိုယ့်ရဲ့အကိုလိုပေါ့နော်ခင်ရတဲ့အကိုကအဲသူလည်းဒီလိုမျိုးကားလေးရိုက်ချင်တယ်ဆိုပြီးမှပြောလာတဲ့အခါမှာအမားတို့ကလည်းဒါတစ်ဖက်တစ်လမ်းနေပြီးတော့ဝိုင်းဝန်းကူညီပေးရဲအဲပြီးတော့ဒီကားတစ်ခုလုံးထုတ်လုပ်တဲ့အခါမှာရော ပြီးတော့ဒီကားတိချက်ပေါ့နော်အတစ်ပါရောပေါ့နော်အဲအကောင်လုံးတော့တာဝန်ထားပါလိမ့်ရှင်အတူဆိုတာက အတူကဘယ်လိုဖြစ်လာလဲဆိုတော့ ဒီကျွန်တော်ရိုက်ချင်တဲ့ရုပ်ရှင်ကပုံစံထဲမှာပါတဲ့ရုပ်ရှင်ကတကားပေါ့နော်အဲစပြီးဖြစ်လာတဲ့ပုံစံကြတော့ဒီကျွန်တော်ကံကောင်းရိုက်တဲ့အချိန်တော့ကံကောင်းရိုက်ရင်းနဲ့ location ကြည့်တဲ့အချိန်ပေါ့နော်ကြည့်ရချိန်မှာကျွန်တော်အဲ့အဲ့ဟဲဟိုကနေတနာ45မိနစ်တနာလောက်ဆက်သွားတယ်ဘွန်ဆိုင်းဆိုတဲ့မြို့အဲ့မြို့လို့ရောက်သွားတယ် location ကြည့်ရင်အဲ့မြို့လို့ရောက်သွားတော့အာကျွန်တော်အဲ့မြို့မှာအဲ့မြို့ကလှလဲလှတယ်တာလဲတာရတယ်ပြီးတော့ကျွန်တော်ခုနပြောတဲ့ဘုံကြီးကြောင်လေး အဲမင်းတို့မင်းလက်ထက်တုန်းကအဲ့မှာအဲတည်ခဲ့တဲ့ဘုံကြီးကြောင်ပေါ့နော်အဲ့ဘုံကြီးကြောင်ကလည်းအဲ့လိုရှေးဘုံကြီးကြောင်အဲကျွန်တော်အဲ့လိုအဲ့နေရာရောက်ပြီးတော့ဒီမြို့လေးမှာငါရုပ်ရှင်တကားရိုက်ချင်တယ်ဆိုစိတ်ဖြစ်လာတယ်အဲ့စိတ်ဖြစ်လာပြီးတော့အဲအဲ့မြို့မှာရိုက်ဖို့အတွက်ကျွန်တော်အဲ့ပြန်ကောင်းရိုက်ပြီးတော့ပေါ့နော်အဲ့မြို့မှာရိုက်ဖို့အတွက်ကျွန်တော်အဲရောက် location ကြီးရောက်တဲ့အချိန်မှလေးကကျွန်တော်အဲ့မှာရှိတဲ့ location တွေလာတဲ့နေရာတွေကျွန်တော်ဇလန်နဲ့မှာထည့်ပြီးတော့ အဲရိုက်လို့ရမယ်နေရာလေးပေါ့နော်အဲ့ဒါလေးကြိုးပြီးတော့စဉ်းစားထားတယ်ပြီးတော့ကျွန်တော်ဒီအတူးဆိုတဲ့ဇက်ကောင်ကိုအဲပြန်ပြီးတော့ဖန်တီးပြတယ်အဲဒီအတူးကောင်ကိုရိုက်မယ်ဆိုဆိုတော့အဲကျွန်တော်ဇက်ညုံးရေးတဲ့ဒီဒီနဲ့ဒီဒီရဲ့ကျွန်တော်အဖွဲက၂ယောက်၃ယောက်ရင်းနဲ့ကျွန်တော်အဲ့ဘောင်ဆိုင်မျိုးပြန်သွားတယ်ပြန်သွားပြီးတော့အဲ့မျိုးအကြောင်းထပ်ပြီးတော့လေ့လာတယ် အဲပြီးတော့ဒီကျွန်တော်တို့ဇာတ်ဝင်ခန်းထဲမှာထည့်မဲ့အဲဟိုအတူဆိုတဲ့ character တိဆောက်တယ်ပြီးတော့ location တွေပြန်ကြည့်တယ်လောက်လောက်တယ်ပေါ့နော်အဲအဲ့မှာဇက်လန်းကိုအဲ့မှာပြန်သွားပြီးတော့နောက်တစ်ခေါက်ပြန်သွားပြီးတော့ရေးတယ်အဲအဲ့ရနေစပြီးတော့အတူဆိုတဲ့အဲဇက်ဇက်ကားပေါ့နော်စပြီးတော့ဖြစ်လာတာပါခင်ဗျာဟုတ်တယ်ဗျာကျွန်တော်ကန်ကောင်းတို့က location ကြည့်ရဲ့အချိန်မှာပေါ်ဆိုင်အောင်ရောက်တဲ့အချိန်မှာအဲ့မျိုးဟိုအဓိကတော့အဲ့မျိုးလေးကြောင့်ပေါ့နော်အဲ့မျိုးလေးကလှလဲလှတယ်တာလဲတာရတယ် အာကြည့်ပြီးတော့ရုပ်ရှင်ရိုက်ရှင်တဲ့စိတ်တွေဖြစ်လာပါတော့။အဲ့ဒီအတွက်ကြောင့်မလို့ဒီအတူကားဟိုဖန်တီးဖြစ်တာပါစပြီ။အဲမဟုတ်ပါဘူးအဲ့လိုဟိုကျွန်တော်အဲ့လိုဟိုဘလို့အဲတတ်သတ်မှတ်ထဲပေါ့နော်။အာဒရမာကြီးပဲရိုက်မယ်။အဲရိုမန့်စီပဲရိုက်မယ်။အဲအဲ့လိုမျိုးတတ်သတ်မှတ်ထဲတော့မထားတာပါဘူး။အဲ့လိုဒရမာကြီးပဲရိုက်မယ်ရိုမန့်စီပဲရိုက်မယ်အဲဆိုပြီးတော့တသမတ်ထဲတော့မထားတာပါအဲ့လိုဟာတလည်းရိုက်ဖြစ်ရိုက်ဖြစ်မှာပေါ့နော်အဲဒီအခုအတူကားဆိုရင်သူကပြောမယ်ဆိုသူ့ရဲ့ဂျင်းစ်ကအဲရိုမန့် drama ပုံစံမျိုးလေးပါပဲအဲဒီဟို romance drama ပေါ့နော်ကျွန်တော်ရိုက်နေရှေ့မှာရိုက်ခဲ့ပြီးတဲ့ပုံစံတဲမှာတော့မပါသေးဘူးဒီလိုကားမျိုးပေါ့နော်အဲဟုတ်တယ်ဗျကျွန်တော်ဒီဇက်ကိုစပြီးတော့ခုနစတီဆောက်တဲ့အချိန်ကအဲဒီကားအကုန်မြင့်မြတ်နဲ့ရိုက်မယ်အဲမင်းသမီးနေရာဆီယမလေးနေရာပိုးနဲ့ရိုက်မယ်ဆိုတော့သူတို့နှစ်ယောက်ကိုပဲကျွန်တော်တည်ပြီးတော့ location ရောအဲဟို actor တွေရောပေါ့နော်အဲ character ပါတဲ့ character တွေရောအကုန်လုံးဟိုစိတ်ကူးထဲမှာပုံဖော်ပြီးလောက်လုပ်ပြီးတော့မှာ ဒီဇက်ကားထဲမှာထည့်ပြီးရေးခဲ့တာပါအဲကောင်းပါတယ်ဟိုကျွန်တော်စိတ်ကူးလေးကပုံဖော်ထားတဲ့အတိုင်းကိုပဲအဲကိုမျက်နဲ့ပိုးနဲ့ပေါ့နော်နှစ်ယောက်လုံးကတကယ်လဲလုံနိုင်တဲ့ကိုမျက်ဆိုလဲဒရမာဆို heavy တွေကိုလုတ်ခဲ့တဲ့လူဆိုတော့လေအဲသူကလည်းအဲတကယ်လုံနိုင်တယ်ပြီးတော့ဆီယာမာလေးဆိုတဲ့ character ကလည်းအဲပိုးနဲ့ကပြောမယ်ဆိုချစ်စရာ ကောင်းပြီးတော့အံဝင်ဝင်ကြ ဖြစ်နေတယ်ပေါ့နော်ဟိုချစ်စရာကောင်းတဲ့အဲသူနဲ့လိုက်ဖက်တဲ့အဲဇက်ရုပ်လေးဖြစ်နေတယ်အဲ့တော့ဒီထဲမှာသူတို့နှစ်ယောက်ကြည့်ရလဲအဲကမ်မစီကဟိုဟိုတအားမိနေရလို့ခံစားရပါတယ်ဟိုအဲ့ဒါဟိုတခြင်းလေးထဲမှာပါတဲ့ဇက်ဝင်များပေါ့နော်အဲအဲ့ဟာလဲအဲ့လိုပဲတခြင်းလေးကိုကျွန်တော်ရိုက်နေတဲ့အချိန်လေးကချစ်စရာကောင်းအောင်ပေါ့နော်နှစ်ယောက်ကိုဒီအတူနဲ့ဆရာမလေးနှစ်ယောက်အကြောင်းကိုတခြင်းလေးထဲထည့်ပြီးတော့ချစ်စရာကောင်းအောင်ပုံပေါ်ထားပါလောက်ကပြင်းတကားဝါကွယ် ကအမတို့ရေတွေရမ်းကြည့်တဲ့အချိန်ကလောမှာရေတွေအရမ်းကြည့်ရဲ့အချိန်အဲ့ဒါဒါမဲ့ဖြစ်ချင်တော့ရိုက်နေတဲ့အချိန်မှာအဲ့ဘွန်ဆိုင်မှာကြတော့အမတို့ကရေမကြည့်ဘူးသူကမိုးတော့တအားရွာဒါမဲ့ line နေလဲမရတော့ဆက်သွယ်လည်းမရဖုန်း line လည်းမရအကုန်ပြတ်သွားပြတ်သွားတော့စိတ်ထဲမှာအော်ရာဇီဝတ္ထုဆိုလို့ပေါ့နော်အဲ့လိုမျိုး line တွေပိုင်းမကောင်းဘူးအဲ့လိုပဲထင်တာလားအဲ့လိုရေတွေအရန်ကြီးနေပြီးတော့အရန်ဖြစ်နေတဲ့ဟာကြီးလဲကိုရီးယားရိုက်ရိုက်နေတဲ့အချိန်မှာမတိကြဘူးအဲ့မိုးတွေတော့ရမ်းရွာတယ်ရိုက်တဲ့အချိန်မှာနားလိုက်ရိုက်လိုက်အဲ့လိုမျိုးလေးတွေတော့ရှိတယ်

ပြီးတော့ကိုကားရိုက်ခံနေအချိန်နဲ့လဲစုံနေတဲ့အချိန်မှာအမတို့အဲ့ကားရိုက်နေတဲ့အချိန်မှာပဲဆင်းပြီးတော့မှဒီရေပေးအတွက်เนาะအလူတွေအားတွေသွားလုပ်ခဲ့ကြတာပေါ့เนาะအဲအဲ့လိုပေါ့ခုနကသူပြောသလိုအတူမှာတော့အမှတ်တရရအများကြီးပါပဲအဲခုနကကျွန်တော်ရိုက်နေတဲ့အချိန်မှာရေကြီးတယ်အဲအဲ့တော့မိုးတွေတအားများပြီးတော့လေမိုးတွေတအားများပြီးတော့ရေကြီးတယ်ပြီးတော့အဲ့မှာအတူအဖွဲအဲတဖွဲလုံးပေါ့เนาะကျွန်တော်လည်းရိုက်နေတဲ့အချိန်တော့မတိဘူးမတိဘူးကျွန်တော်ရိုက်တဲ့နားမှာကျွန်တော်က နေတာကဟဲဟုံးမှာနေပြီးတော့အဲ့ရိုက်တဲ့ဘွန်ဆိုင်ကိုပေါ့နော်သွားပြီးတော့နေတိုင်းရိုက်တာအဲကျွန်တော်တို့ရိုက်နေလမ်းတွေအဲဘာတွေမှာလဲအဲ့လောက်ထိကြီးကြီးမားဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့နာပတ်ဝန်းကျင်တွေမှာတော်တော်ဆူဆူဝါးဝါဖြစ်နေတယ်အဲအဓိကတော့ဟိုဘက်ကလောဘက်တွေပေါ့နော်အဲ့ဘက်တွေမှာတော်တော်ဟိုရေကြီးတာတွေမြေပြူတာတွေရေကြီးတာတွေတော်တော်ဆူဆူဝါးဖြစ်နေအဲ့တော့မှကျွန်တော်တို့လည်းပြီးတော့ဟိုတရင်တွေကလည်းဘာမှမတိတော့ဘူးပေါ့နော်ဟို connection တွေပြတ်ပြီးတော့ဖုန်းလိုင်းတွေတော့မှဖုန်းတိုင်တွေကျိုးပြီးဖုန်းလိုင်းတွေတော့မှကျွန်တော်မမိတော့ဘူး တယောက်နဲ့တယောက်ဆက်သွယ်ဖို့တော့တော်ထက်ခဲတဲ့အခြေအနေဖြစ်နေအဲ့တော့မှပဲတိတာဒီလိုဒီလိုဖြစ်နေရဲဆိုအဲ့တော့မှချက်ချင်းအဲရိုက်နေတော့ခဏရက်ပြီးတော့ကျွန်တော်တို့အာဆင်းပြီးတော့အလှူတွေပါလေလို့ပေါ့နော်အဲ့တော့ရိုက်နေတဲ့အချိန်မှာလည်းအဲအဲ့ဒီအချိန်မှာဒုက္ခရောက်နေတဲ့လူတွေများတာ哦အလှူတွေပါလေလို့ပြီးတော့ရိုက်ခဲ့ရတာပေါ့နော်ပြောမယ်ဆိုအဲ့လို တချို့ဟာကြအခက်အခဲတွေကြားရရိုက်ခဲ့ရတဲ့ပုံစံတွေလည်းရှိပါတယ်။အဲဒီကားရဲ့ message ပိုင်းဆိုရင်တော့ဒီချစ်စရာကောင်းတဲ့အဲမြို့လေးရပါတော့။ဒီအတူးဆိုတဲ့ကောင်လေးပေါ့။အတူးဆိုတဲ့ကောင်လေးနဲ့အဲဒီဇယဝင်မလေးနှစ်ယောက်ရဲ့အကြောင်းကိုကျွန်တော်တဲအဓိကတဲပြီးတော့ဇလန်တိဆောက်ထားတယ်။အဲဒီပေးခြင်းတဲ့ message ကတော့ဒီဘယ်လိုပြောမလဲလောကကြီးမှာအဲချမ်းသာတာဆင်းရဲတာ အပညာတတ်တာမတတ်တာတွေထက်ကိုဘယ်ဟာပို့ပြီးတန်ဖိုးရှိလဲဆိုတော့အကြောင်းလေးပေါ့နော်အဲ့ဟာတွေထက်ကိုပို့ပြီးတော့အရေးကြီးတာကလူတစ်ယောက်မှာအရှိတဲ့ရှိတိုက်တဲ့ဟာကဘာလဲယူသားမှုပေါ့နော်အဲ့လိုယူသားဖို့အရေးကြီးတယ်ဆိုတော့အဲ message တွေကိုပဲပြထားတာပေးထားတာပါအဲလောလောဆယ်တော့ဒီကားကျွန်တော်ကဒီကားပဲယုံတင်မှာပေါ့နော်နောက်ကားကကြတော့အတိကြတော့မသိသေးဘူးအတူပြီးရင်နောက်ဝင်တဲ့ယုံတင်မယ်နဲ့တူတယ်ခင်ဗျ အာဟုတ်ကဲ့ writer of photography နဲ့နှစ်စုပေါ့အာပြီးခဲ့တဲ့နှစ်ကတော့ writer အိမ်မက်ကာရနဲ့ writer စုရပါတယ်ဟုတ်အော်အများကြီးရှိတော့အများကြီးရှိတော့ဘာလို့လဲဆိုတော့ဒါကျွန်တော်အဲ့လိုလောလတ်လတ်အာဖန်တီးနိုင်အောင်အာစိတ်ကြိုက်ရိုက်ခွင့်ရအောင်အာဘာမှနောက်ဆန်မတင်းရအောင် နောက်ကိုဘာမှအများကြီးလှည့်ကြည့်နေစရာမလိုအောင်အာနောက်ကနေဒါအများကြီးတန်ဖိုးပေးထားတဲ့ အဓိကပေါ့နော်အဓိကလူအနောက်ကနေအများကြီးပံ့ပိုးပေးထားတယ်ကျွန်တော်ဖြစ်ချင်တဲ့ဟာတွေလုပ်ချင်တဲ့ဟာတွေကိုကျွန်တော်အတူတူတက်ညီလက်ညီဝိုင်းပြီးတော့အဲဖန်ပြီးပေးတယ်အဲနောက်ကနေအများကြီးဆပုတ်လုပ်ပြီးရယ်သူကတော့အဓိကပေါ့နော်အဲ့လိုပဲကျွန်တော်ရဲ့နောက်မှာရှိတဲ့နောက်ထပ်အဲကျွန်တော် AC production ကအဲကျွန်တော်တင်းပေါ့နော်ကျွန်တော်တင်းက production ကလူတွေရောပြီးတော့နောက်အဲကျွန်တော်ရဲ့ AC ပို့ဆောက်ကအာ sorry ကျွန်တော် AC ပို့ဆောက်ကအဲကျွန်တော်ရဲ့ဘယ်လိုခေါ်မလဲညီကိုတွေပေါ့ ်အက်ဒီတာတွေ colorist တွေအာ audio သမားတွေအာကျွန်တော်ရဲ့ဟိုညီကိုတွေပေါ့သူတို့တွေအကုန်လုံးကလည်းအဲ့လိုပဲကျွန်တော်ဘာရိုက်ရိုက်နောက်ကနေတန်ဖိုးတဲ့လူတွေပါပဲအကုန်လုံးဟုတ်သူတို့ရဲ့ပံ့ပိုးမှုအားလည်းအများကြီးပဲအရေးပါပါတယ် ပြောင်းလိုက်တာအမင်းနဲ့ကြာဝါတုတ်တက်မိမှာရှိအလက်တွေပဲလေဟောပါမူပေးမှာပါဘာဖြစ်လို့ဆိုတော့ तू ကကြာတော့သူ့ရဲ့အလုပ်တစ်ခုကိုပဲ focus ထားပါတော့ဒီဟာလှုပ်ချင်တယ်ဆိုလို့ရှိရင် तू ဒီဟာတစ်ခုပဲဂျန်တဲ့ဟာတွေကို तू ကောင်းတဲ့မှာ तू ကတိတ်အများကြီးလည်းမထည့်ဘူးဒီလှုပ်ကို तू အမရလှုပ်မယ် तू ကောင်းတဲ့မှာ तू တွေးထားတဲ့ဟာတွေဖြစ်ချင်တဲ့ဟာတွေကို तू မဖြစ်ဖြစ်အောင်လုပ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် तू အရှိရသွားမယ်ဆိုရင်တော့အနောက်မှာ နောက်တန်းလုံမို့လို့ရပေါ့နော်အဲ့အတွက်တော့ကိုကတော့အမြဲတမ်းတော့စူးစမ်းပေးတယ်ခုနပြောလို့ပေါ့ तू ကအဲ့လိုအကုန်လုံးပေါ့နော်ကျွန်တော်ရုပ်ရှင်တကားရိုင်းမယ်ဆိုရုပ်ရှင်တကားဖန်တီးဖို့ဆိုရလဲဘယ်လိုပြောမလဲဟိုတင်းမော့လဲလို့သလိုဟိုငွေကြေးဘိုင်းနေရောပေါ့နော်အများကြီးအများကြီး management လောက်ရတာပေါ့အဲ့အပိုင်းနေဟိုအများကြီးလောက်ရတဲ့ဟာမာမာเออตุ๊ชี้เนี่ยตัวไอ้งวยชี้ไอ้ป้ายนี่ยอเอ่อตะชาเอ่อโฟไนแนนเชียลป้ายนี่ยอแมเนจเมนต์ป้ายนี่ยอเอ่อโหใส่ปุ๊เสีย မလို့တော့ဘောเนาะအများကြီးစိတ်ပူနေစရာမလို့အဲ့ဒါတွေတော်တော်များများကိုအဲသူနဲ့တူတူနောက်ကအဲတင်းများလူတွေကဖြည့်ရှင်ပြီးထားတဲ့သူကဘာပြောစိတ်ဖြောင်းဖြောင်းနဲ့အဲခံသီးနိုင်တယ်ဘောเนาะအဲအဲ့တော့အများကြီးအထောက်အူဖြစ်ပါတယ်အဲကျွန်တော်ဒီအတူရုပ်ရှင်ဇာတ်ကားကိုအဲဒီလထဲမှာမကြခင်ဘောเนาะဒီလထဲမှာပဲအဲတနင်္ဂနွေလောက်ရုပ်ရှင်ဝင်နေမှာယုံတင်ပြသတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အတူယုံတင်တဲ့အခါအာလာရောက် အားပေးပေးကြပါဝင်ရံပေးကြပါကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့နော်ပါဝင်တဲ့တရုတ်ဆောင်တွေရောဒီ pressure အဖွဲသူအဖွဲသားတွေကိုတစ်ဖွဲ့လုံးအဲလုံနိုင်သမျှအကောင်းဆုံးအဲပြည်သက်တွေအတွက်ဖန်တီးပုံပေါ်ထားပါတယ်အဲ့တော့ဝင်ရံပေးကြပါလို့